အလုံးမဲမင်္ဂလာပါခင်ဗျာကျမ်းမာဘေကင်းကြပါစေဒီနေ့2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့နေကင်းပိုင်းအတွက်လူသစ္စာ channel ကနေပြီးတော့ကောင်းတို့ရရာနောက်ဆုံးရဒေါ်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel ကိုလက် subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ပြဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီ online ငွေလိမ်လုပ်ငန်းနဲ့ပတ်သက်လို့စစ်တပ်ကမမှန်မကန်ပုံဖော်နေတာကို KNL ကအထောက်အထားနဲ့ရှင်းလင်းလိုက်ပါတယ် လူထုအနေနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တကူမကြောက်ကြဖို့ KNDF စီရေးချုပ်ကပြောပါတယ်။နောက်သတင်းတပုတ်ကတော့ဒီမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီး၅လုံးထိုင်းဘက်အချမ်းကိုကြားရောက်ပြီးတော့ကလေးငယ်တဦးအပါအဝင်မြန်မာနိုင်ငံသား၂ဦးထိခိုက်ဒဏ်ရာရတဲ့ဆိုတဲ့သတင်းလည်းရှိပါတယ်ခင်ဗျာ။ပြီးတော့မြောက်ဝတီတောင်ဘက်မှာတိုက်ပွဲတွေကတော့ဆက်ဖြစ်နေပြီးတော့ထိုင်းဘက်ထက်လက်နက်ကြီးကြလို့စစ်ဆောင်တချို့လည်းတန်ရရတယ်လို့ဆိုပါရယ်မိုးကုတ်မှာစစ်ကော်မရှင်တပ်တွေအင်အားထောင်ချီပြီးတော့ဝင်ရောက်နေရာယူတဲ့တဲ့င်းလဲ တစ်ဆက်တင်ပြတရားရှိပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီ online ငွေလိမ်လုပ်ငန်းနဲ့ပတ်သက်လို့စစ်တပ်ကမမှန်မကန်ပုံဖော်နေတာကိုကေနယ်လေးကထောက်ထားနိုင်ရှင်းလင်းတဲ့သတင်းကိုတင်ပြကြပါမယ်တမိုင်းအစင်လာကြီးမားတဲ့ KNU ကိုဖျက်ဆီးဖို့စစ်တပ်ကခေတ်ဆက်ဆက်ကကြိုးပမ်းခဲ့တယ်လို့အခုလဲ KNU ကိုငွေလိမ်ကိုင်းနဲ့ညှိစွန်းတယ်လို့ဒီအသေးအံတွတ်သွင်းနေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။နိုဝင်ဘာ28ရက်မှာစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းက KNU ကို DGB နဲ့ပေါင်းစည်းထားတာကိုတွေ့ရပြီးတော့ဇော်မင်းထွန်းဟာထင်အောင်ထင်မှတ်အချက်တွေကိုဒါအခြေခံပြီးတော့မှားယွင်းစွာပြောဆိုထားတာလို့ထုတ်ပြန်ထားပါတယ်ဒါပြစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာလည်း KNU နဲ့အတူမရက်တီဘက် NCA အခမ်းအနားကိုတက်မြက်တက်နေတဲ့အကြောင်းဒီ KBN နဲ့ပတ်သက်လို့ထုတ်ပြန်ပါရခင်ဗျာ။ဒါပြင် KNU ကစစ်ကောင်စီကျင်းပမဲ့ရုပ်ောက်ပွဲအပေါ်မှာအတူတကွဆန့်ကျင်ဖို့အခုနှစ်အောက်တိုဘာ20 6ရက်ကတိုက်တွန်းခဲ့ပေမဲ့ DGB ကစစ်ကောင်စီလုံမဲ့ရုပ်ောက်ပွဲကိုအားပေးကူညီမယ်လို့ထုတ်ပြန်သွားတဲ့အကြောင်းလဲ KNL ကထောက်ပြထားပါတယ်နောက်ပြီးတော့အထက်ပါအချက်တွေကိုကြည်ကြည်အဖျင် DGB အဖွဲ့ဟာသူ့ရဲ့ဒီချက်နဲ့သူသွားနေတာကြောင့် Zomenton ပြောတာနဲ့တခြားစီဖြစ်နေတယ်။ဒါကြောင့်ဒီ Zomenton ဟာ KNU အမမမကန်ဆွဆွဲချက်အချက်လက်ဟာ online ငွေလိမ်လုပ်ငန်းတွေကို DGB နဲ့အတူညှိစွန်းတယ်လို့ကြိုးပမ်းပုံဖော်နေတာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ KNU ရဲ့နိုင်ငံရေးတီချက်ဟာစစ်ကော်မရှင်ရဲ့နှလုံးသားဖြစ်တဲ့ယူကော့ပွဲအော်မစ်ဆာကျင်းပနိုင်ရေးကိုထိခိုက်လာတာနဲ့တတလုံးဗိုလ်ကျစွမှုရဲ့အတွက်မကောင်းမှုမှန်သမျှကိုကျူးလွန်တဲ့၎င်းတို့ရဲ့လက်မဲကြီးပေါ်သွားမှာကိုစိုးရင်တာတွေကြောင့် KNU ကိုသွေးယူသွေးရနဲ့တိုက်ခိုက်တာရှိတယ်လို့ဒီ KNLA ကထုတ်ပြန်ပါတယ်ခင်ဗျာ KNLA ရဲ့ထုတ်ပြန်ချက်မှာစစ်ကောင်စီဟာ KNU အပေါ်တဲကြီးမဲကြီးတိုက်ခိုက်နေရတဲ့အကြောင်းရင်းတွေကိုဖော်ပြထားပါတယ် ဒီ GNU ရဲ့နိုင်ငံရေးမူဝါဒဟာခိုင်မာပြီးတနိုင်ငံလုံးလွှမ်းခြုံနေတယ်ဆိုတာမှားမှာမဟုတ်တဲ့အကြောင်း GNU ဟာအာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ဒီဇိုင်းမမတ်တိုက်ပွဲဝင်ရရှိနေလို့ GNU ကောမထောင်နိုင်အောင်နီလန်းပေါင်းစုံနဲ့တိုက်ခိုက်ချေမှုန်းခဲ့တာဖြစ်တဲ့အကြောင်းဖော်ပြထားပါတယ်ပြီးတော့ဒီအပြစ်ခတ်ရစဲကာလမှာလည်း KNU ကိုနှီးမျိုးစုံနဲ့ဖျက်ဆီးဖို့ထောင်ချောက်စင်ကြံစီခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့အကြောင်းလဲ KNU ကထုတ်ပြန်ထားပါတယ်ခင်ဗျာ ဒီ KNU နဲ့ DKB ဟာရန်သူတွေမဟုတ်ပေမဲ့ KNU ရဲ့မူဝါဒအရာ online ငွေလင်လုံငန်းနဲ့စိတ်ကြွမှုရေးစေဝါတွေဟာကရင်တမျိုးသားလုံးနဲ့ရန်သူ ဖြစ်တဲ့အကြောင်းလည်းဒီ KNL ကရှင်းပြထားပါတယ်။နောက်ပြီးတော့ DKB က online ငွေလုံငန်းတွေကိုအကာအကွယ်ပေးတယ်လို့မှုရေးစေဝါထုတ်လုပ်တာတွေနဲ့လည်းပတ်သက်ပြီးတော့ဒီသတင်းတွေထွက်ပေါ်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ နိုဝင်ဘာတတိယပတ်မှာမြောက်ဒီမင်းလပံဖလူးဒေတာကိုထိုးသိမ်းဆင်လာတဲ့စစ်ကောင်စီနဲ့အတူ DKB ကပူးပေါင်းပြီးတော့ KNU တပ်ဖွဲ့တွေကိုတိုက်ခိုက်တာမှာ KNU တပ်ဖွဲ့ဝင်တွေကလည်း DKB ရဲ့တပ်ဆွဲနေရာကိုဝန်ရောက်စီးနင်းခဲ့ပါတယ်။အဲ့ဒီလိုစီးနင်းတာမှာ DKB အကာအကွယ်နဲ့လှုပ်ဆောင်နေတဲ့နိုင်ငံပေါင်းစုံကလူပေါင်းထောင်ချီပါဝင်နေတဲ့ဒီ online ငွေလုံငန်းလုတ်ကင်ရာမှာခြံဝင်းကိုဖမ်းမိခဲ့ပါတယ်။ အဲ့ဒီငွေလိမ်လုပ်ငန်းတွေဟာတက်တည်အထောက်အထားတွေကို KNU ကစီစစ်နေပြီးတော့နိုင်ငံတကာကပူးပေါင်းဆောင်ရွက်ပေးဖို့ဖိတ်ခေါ်ထားပါတယ်။အဲ့ဒီလိုပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့အစည်းတွေကိုအွန်လိုင်းငွေလိမ်လုပ်ငန်းကဖမ်းမိတဲ့တက်တည်တွေလွှဲပြောင်းပေးမယ်လို့လည်းအသိပေးထားပါတယ်ခင်ဗျာ။နောက်ကရင်ပြီးတော့ကရင်ဒီဘက်ကသတင်းတစ်ခုကိုဆက်ပြီးတင်ပြပါရစေ။ ဒီလူလူအနေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုမကြောက်ကြဘူး KNDF စစ်ရေးချုပ်ကပြောလိုက်ပါတယ်လူလူအနေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုမကြောက်ကြဘူးကရင်မျိုးသားကာကွယ်ရေးတပ်မတော် KNDF စစ်ရေးချုပ်ခုရီတူက KNDF တိုင်းရင်းလေးရဲဘော်တွေဒီပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာ လူတို့မှာအိုးအိမ်စွန့်ခွာရတယ်သူ့ရဲ့ရက်ရွာတွေအိုးအိမ်တွေမိရှုခြင်းခံနေရတယ်ကျွန်တော်တို့တွေ့ရတယ်မြင်နေရတယ်ဒါအားလုံးရဲ့လက်ထဲမှာရှိတယ်သူတို့ကိုကာကွယ်နိုင်ဖို့လူတို့အနေနဲ့လည်းဒီမှာရှိတဲ့တိုင်းသားလက်နက်ကင်အဖွဲ့တွေကိုကြောက်နေစရာမလိုဘူးကျွန်တော်တို့လက်ထဲမှာတနက်ကင်ထားတဲ့အဖွဲ့အစည်းတွေကလူတို့ကိုကြောက်ရမှာဖြစ်တယ်လို့၎င်းကဆိုပါတယ်ခင်ဗျာတော်လန်ရဲ့ရဲဘော်တွေအနေနဲ့လည်းရှေ့တန်းမှာတနက်ယူနီဖောင်းအပြည့်စုံဝတ်ဖို့လိုအပ်နေပေမဲ့ ဒီလူလူအကြသွားရောက်တဲ့အချိန်မှာတနတ်လွယ်တာယူနီဖောင်းဝတ်စင်သွားလာတာတွေမပြုတ်လုံကြဖို့လည်းတတိပေးထားပါတယ်စစ်အာဏာရှင်ပြုတ်ကြရေးအတွက်လက်ရှိလက်နက်ကင်ထားတဲ့လူငယ်တွေအနေနဲ့အနာဂတ်မျိုးသက်တဲ့လူငယ်တွေလက်နက်မကင်ရရေးအတွက်အဆုံးသတ်ဖို့လူအောင်ကြောင်းလဲပြောဆိုပါတယ်အဲ့ဒီ KND ရဲ့တိုင်ရင်လေးရဲဘော်တွေဟာပြည်သူလူထုနဲ့တွေ့ဆုံပွဲကိုဒီဒီနေ့နိုဝင်ဘာလ sorry နိုဝင်ဘာလ29ရက်နေ့မနေ့ပိုင်းမှာ KNDP နဲ့တနေရာမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ် အဲ့ဒီအခမ်းအနားကို KNDS ရေချုပ်ခုရီတူ KA တရင်ကတရင်မှုဘုံမှုပလော်ရီ KNPDB တာဝန်ရှိသူတွေကလလတ်တတာဝန်ရှိသူတွေ KNDS တာဝန်ရှိသူတွေ IEC တာဝန်ရှိသူတွေနဲ့ကြေးရွာတွေကပြည်သူတွေတက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်ခင်ဗျာနောက်တဲ့ရင်တဘုတ်ကတော့ဒီမြန်မာဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးငါးလုံးထိုင်းဘက်အချမ်းကိုရောက်ပြီးတော့ကလင်းငယ်တူပါဝင်မြန်မာနိုင်ငံသားနှစ်ဦးထိခိုက်ဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြကြပါမယ် ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်အတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမြန်မာဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီး၅လုံးဟာထိုင်းဘက်ခြမ်းကိုကျရောက်ပြီးတော့ကလင်းငယ်တူပအဝင်မြန်မာနိုင်ငံသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းထိုင်းမြန်မာနယ်စပ်သတင်းအကြီးမြစ်တွေကပြောပြပါရခင်ဗျာဒီနေ့နိုဝင်ဘာလ30ရက်နေ့မနေ့9:12မိနစ်အချိန်မှာမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့60မမလက်နက်ကြီးကြီး၅လုံးဟာထိုင်းနိုင်ငံတပ်ခင်ရိုင်မဲဆောက်မြို့နယ်အတွင်းမှာရှိတဲ့ နေဇာအတွင်းကိုကြာရောက်ခဲ့တာပါလက်တလို့နေဇာကနေတွင်ထိမှန်ပြီးတော့မြန်မာကလေးငယ်တဦးနဲ့မြန်မာရှေ့ပြောင်းလူသားတဦးထိခိုက်ဒဏ်ရာရှိခဲ့တာဖြစ်ပါတယ်မြောက်ပြည်ဘက်မှာတိုက်ပွဲပြင်းထန်တော့လက်နက်ကြီးကြီးတွေကဒီဘက်ကိုကြာတာမြန်မာကလေးငယ်တဦးနဲ့လူကြီးတဦးဒဏ်ရာရှိထားတယ်လို့ထိုင်းမြန်မာနေဇာသတင်းရင်းမြစ်ကပြောဆိုတာဖြစ်ပါတယ် မြဝတီမြို့နယ်မင်းလက်ပန့်ကျေးရွာအနီးမှာစစ်တပ်နဲ့ GNL တပ်တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ကမင်းလက်ပန့်ကျေးရွာအနီးမှာရှိတဲ့ကြားဖြတ်နေရာတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အပြင်းထန်ထိုးစစ်ဆင်နေတာဖြစ်တဲ့အကြောင်းအဲ့ဒီနေရာမှာရှိတဲ့ကြားဖြတ်အလို့ယူနေဝင်းတွေကိုကင်ယူကသိမ်းပိုက်ပြီးတော့စုံစမ်းစစ်ဆေးတာတွေလှုပ်ဆောင်နေတဲ့အချိန်မှာဒီစစ်တပ်ကထိုးစစ်တွေအချိန်မြင့်လှုပ်ဆောင်လာတာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ ်ဒီသတင်းနဲ့တစ်ဆက်တည်းမှာပဲဒီအိမ်မြောက်ဒီမြို့တောင်ဘက်မှာတိုက်ပွဲတွေဆက်ဖြစ်နေတဲ့အကြောင်းကိုတင်ပြကြပါရစေ။ကင်ပီနယ်မြောက်ပြည်မြို့တောင်ဘက်မင်းလပန်ရွာမှာဒီနေ့နိုဝင်ဘာ30ရက်မနေ့ပိုင်းမှာစစ်ကောင်စီတပ်နဲ့ KNU ဥဆောင်တဲ့ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စစ်ဆောင်တွေစီကနေပြီးတော့သိရပါတယ်ခင်ဗျာထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ဘေးမှာရှိတဲ့မင်းလပန်ရွာမှာဖြစ်ပွားတဲ့တိုက်ပွဲဟာလက်လက်ကြီးတချို့ထိုင်းဘက်ကြောက်တာကြောင့်မြန်မာစစ်ဆောင်တွေ နေတဲ့နေရာကြောက်ပကွဲလို့ဆစ်ချောင်တချို့ဒေဆုံးတယ်ဆိုတော့အကြောင်းလဲသိရပါတယ်လက်နေကြီးကိုမြောက်ဒီမျိုးတောင်ဘက်လက်ခတ်တောင်မှာတဆွဲထားတဲ့စစ်ကောင်စီတပ်ကပြစ်ကတ်တာဖြစ်နိုင်တယ်လို့ဆစ်ချောင်တွေကယူဆထားပါတယ်ထိုင်းနယ်ဆိုသတင်းတွေမှာလည်းဒီမနေ့9နာရီလောက်ကထိုင်းနိုင်ငံမှာကိုကင်းရွာဘက်ကိုမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နေကြီးကြီးငါးလုံးကြားရောက်ပကွဲခဲ့ပြီးတော့မြန်မာနိုင်ငံသား2ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့အဆောက်အုံတွေထိမှန်ပစ်စည်းခဲ့တယ်လို့ဖော်ပြထားကြပါတယ် ဒီမြဝတီတောင်ဘက်မလင်ပန်နီးကိုထိုးသိမ်းဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ KNU တပ်မှ6ပူးပေါင်းတပ်တို့အကြားမှာပြီးခဲ့တဲ့ရက်ပိုင်းကနိုဝင်ဘာ21ရက်မှာတိုက်ပွဲတွေဆက်ဖြစ်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲကြောင့်လက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံထဲကြားရောက်ခဲ့တာကြောင့်ထိုင်းစစ်တပ်ကမိကိုဘုံတွေနဲ့အချက်ပြပြန်လည်ပစ်ခတ်တာတွေလည်းလုံဆောင်ခဲ့ရပါသေးတယ်ခင်ဗျာ။နောက်တရင်တပုတ်ကတော့ဒီမိုးကုတ်မြို့မှာဒီစစ်ကော်မရှင်တပ်ကအင်အားထောင်ချီပြီးဝင်ရောက်တယ်ဆိုတဲ့သတင်းကိုတင်ပြကြပါမယ်။ ဒီတရုတ်ဆိုရဂျာဝင်ညှိနှိုင်းမှုနဲ့တန်းတက်တဲ့နယ်လေကစစ်ကော်မရှင်တပ်စီကိုလွှဲပြောင်းပေးမယ်လို့ပြောဆိုထားတဲ့မိုးကုံမြို့အတွင်းမှာမနေ့ကနိုဝင်ဘာလ29ရက်နေ့မှာပြည်သူ့စစ်မှုထမ်းတင်းနှန်းစင်တပ်သားအများပြားပါဝင်တဲ့စစ်တပ်အားထောင်ထဲချီဝင်ရောက်လာတယ်လို့မိုးကုတ်ဒေသခံတွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာဒီနယ်လေထိန်းချုပ်တဲ့ပြင်းလွေနောင်ချိုမိုးကုတ်လမ်းကရာနဲ့ချီတဲ့စစ်ရင်တန်းတွေနဲ့ဒီမနေ့ကညမှာမိုးကုတ်မြို့အစီပိုင်းကနေ ဝင်ရောက်လာတာတွေ့ရတယ်လို့မိုးကုတ်မြို့ကန်တချို့ကဆိုပါတယ်ခင်ဗျာညနေပိုင်းပဲမောင်းနေပြီသူတို့ဝင်လာတယ်မိုးချုပ်ချိန်ဖြစ်နေတော့လူတွေလည်းအပြင်ကိုမထွက်ကြပါဘူးလူလည်းမရှိဘူးလေလို့မိုးကုတ်မြို့အရှေ့ပိုင်းနေထိုင်သူအမျိုးသားတဦးကပြောတာပါဒီမိုးကုတ်လူတို့တပိတ်ကောင်းဆောင်ကုစုထေကတော့စစ်ကော်မရှင်တပ်တွေမိုးကုတ်ကိုအင်အားပြည့်စုံနဲ့ရောက်လာပြီလို့ပြောပါတယ်ခင်ဗျာသူပြောတာကရောက်တာကိုအင်နဲ့အားနဲ့ရောက်တာလို့ကုစုထေကဆိုပါတယ် ဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာလူငယ်အများစုကိုတွေ့ရပြီးတော့ဒရုန်းနဲ့စစ်လက်နက်ပစ္စည်းအပြည့်စုံပါလာတယ်လို့လည်းအဲ့ဒီထိုနေရာအနီးမှာရှိတဲ့ဒီတွန်လိုင်းတပ်ဖွဲ့ဝင်တွေကပြောပါတယ်ခင်ဗျာပြည်သူစစ်မှုတန်းတွေအများကြီးခေါ်လာတဲ့အများစုကလူငယ်တွေအခုမှသင်တန်းစင်းတွေဖြစ်ဖို့များတယ်လို့မိုးကုံမြို့ခြေဆိုင်တွန်လိုင်းတပ်ဖွဲ့ဝင်တူကလည်းပြောပါတယ်စစ်ကောင်စီတပ်ကတပ်ဖွဲ့ဝင်တချို့ဟာဒီနေ့မိုးမိတ်မြို့ဘက်ကိုခီးဆက်နိုင်တယ်လို့လဲတော်လာရေးတပ်ဖွဲ့ဝင်တွေကယူဆနေကြပါတယ် တနမပေါအောင်တင်နယ်လေးကမဟာမိတ်တွေကိုမြေတားရက်ခံတောင်းဆိုထားတာတော့ဒီမုတ်ကုတ်ထက်ဝင်လာတာဘာမှမဖြစ်ဘူးပေါ့အခုကစစ်အင်အားတစ်ထောင်လောက်ရှိတယ်တချို့မိုးမိတ်ကိုဆက်မယ်လို့သိရတယ်လို့အထက်ပါတော်လိုင်းတပ်ဖွဲ့ဝင်တဦးကပဲပြောပါတယ်မုတ်ကုတ်မြို့မှာစစ်ကော်မရှင်ရဲ့လေဘိုက်တိုင်းစစ်ဌာနချုပ်လက်ပခလက်ရောက်ခံအခြေချစစ်ပြူဟာအခြေစိုက်ပါတယ်လေဘိုက်တိုင်းလက်ရောက်ခံတပ်တွေဟာလှုပ်ရှားလိမ့်ရှိရာဗျူဟာမှုအထက်ဆင့် ထက်မနှိမ့်တဲ့စစ်တပ်အရာရှိဥဆောင်ပြီးတော့မိုးကုံမျိုးကိုကုတ်ကဲနိုင်တယ်လို့စည်ရေးကက်ကတ်တွေကဆိုပါတယ်မန္တလေးတိုင်းမိုးကုံမြို့နဲ့ဒီမိုးမိတ်မြို့တွေကိုတရနယ်လေးနဲ့မာမိတ်တပ်တွေက2024ခုနှစ်ဇွန်လကုန်ပိုင်းမှာတင်ပိုက်ခဲ့ကြတာဖြစ်ပါတယ်။ဒီတစ်နှစ်ကျော်အကြာမှာ2025ခုနှစ်နိုဝင်ဘာလအကုန်မှာစစ်တပ်ကအစိုးရမြို့တွေကိုပြန်လည်လွှဲပြောင်းယူနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ နိုဘလာ30ရက်နေ့နေကမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှတာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်